လူလူကမူးနေပေမဲ့အုံနီးကိုတော့ကောင်းကောင်းတိုက်ခိုက်နိုင်ပါသေးတယ်။နောက်ဆုံးလက်သေးတစ်ချက်အုံနီးကိုထုံပြီးတော့လုံးပါလူလူကရက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတခါတည်းအမိုးကပြေးသွားပါပြီ။လူလူကတင်နာအထက်အများကြီးတက်မှနေလို့အုံနီးကလေးစားသွားရပါပြီ။ရှင်းလဲအသက်ဘေးကနေလွတ်သွားခဲ့ပါတယ်။ဆာကာမိုတိုကတော့ဘွိုင်းနဲ့တိုက်ခိုက်ပါတယ်။ထူးဆန်းတာကဆာကာမိုတိုကအရင်ခန္ဓာကိုယ်တိုင်းပဲပြန်ပိန်သွားတာပါ။ဘိုင်းကတော့နည်းနည်းပြတ်မိသွားတာနဲ့ဘာထူးခြားသွားမှလဲလို့တွေးနေပါတယ်။လင်းမြန်မှုကလည်းအရင်လိုရှော့မသွားတဲ့အတွက်ဘိုင်းကလည်းစကာမိုတိုကိုလက်မြောက်ခဲ့ရပါပြီ အိုင်တို့တာမင်းနဲ့လူလူတို့ရှင်းတို့ကပန်းချန်တဲ့နေရာမှာထိုင်နေပါတယ်။အိုင်နဲ့ဟန်တာကအိယာကနေနိုးလာပြီးဆာကာမိုတိုကိုမီးတော့ရှင်းလင်းလိုက်ရှာရပါပြီ။အဲ့ချိန်မှာပဲဆာကာမိုတိုနဲ့ဘွိုင်းရရောက်လာပါတယ်။တကယ်တော့အိုင်ကဆာကာမိုတိုကိုဖုံးကွယ်ထားတာကိုသိပါတယ်။ဘွိုင်းကလည်းကျမယောက်ျားကိုတတ်ဖို့ကြက်စီနေတော့ရိုက်လိုက်လို့ပြောပါတယ်။ပြီးတော့ဆာကာမိုတိုကိုလည်းမိသားစုစီးမင်းနံပါတ်6မဖုံးခွက်ရဆိုတာကိုပြန်ပြောပြပြီးဖုံးခွက်ပဲအစားအခုဖြစ်နေတဲ့အရာတွေကိုဖြည့်ရှင်းလိုက်လို့ဆိုပါရင်ဆာကာမိုတိုလည်းဖြည့်ရှင်းမှုစဉ်းစားရပါပြီတကယ်တော့ဖြည့်ရှင်းကြီးကသူ့ကိုတတ်ဖို့အလောက်အထားလေးကိုရှာပြီးစူကြီးရုပ်သိမ်းခိုင်းမှုတနည်းပဲရှိရပါ ဘိုင်းတို့နှစ်ယောက်ကိုဒိုတန်ကိုင်းရုံးချွနေအောင်မေးရင်ပဲဖြေမသွားပါဘူး။ကိုနီကိုဟန်နဲ့ပဲစုံစမ်းရတော့မှာပါ။ဆာကာမိုတိုကရှင်းတဲ့လူလူကိုတနေရာခေါ်သွားပါတယ်။အဲ့နေရာကတော့မှတ်တမ်းတွေကိုရုပ်ရှင်ဖြင့်ပြန်ရောင်းချတဲ့နေရာပါ။အဲ့နေရာမှာသွားချလိုက်တာဒိုကန်ကိုင်းရုံးချွတင်နေရာကိုသိခဲ့ရပါပြီ။ဆာကာမိုတိုတို့လည်းရုံးချွတွေကိုခိုးဝင်ခဲ့ပါရဲ့။ဘောဆက်အခန်းကအပေါ်ဆုံးတက်မှာရှိပြီးဒုတိယတက်ပရင်ပေါက်ကနေတွေ့တက်ရမှာပါ။ဆာကာမိုတိုတို့လည်းတောင်းရင်ပဲဘော့စ်အခန်းကိုရောက်မှလူသက်သမားတယောက်နဲ့လူသေးလောင်းတွေကိုပဲတွေးလိုက်ရပါတော့တယ် လူသက်သမားပြောတာကတော့အခုဂျေဂျေကဂျေစားလူသက်သမားတချို့အသက်ခံနေရတာတော်တော်လေးစိတ်နေပြီအခုဒိုနန်ကန်ရဲ့အကြီးကဲတွေကလည်းအရှင်းခံလိုက်ရလို့ဆိုပါတယ်သူရောတော့အကုန်လုံးဝရှင်းပြီးသားဖြစ်နေရလို့ဆိုပါတယ်အခုတော့အဓိကရန်သူကဘယ်သူမှမသိရသေးပါဘူးစာကာမိုတိုရိုစတိုးဆန်အောင်ရောက်တော့ဂျေစားတွေတနည်းကိုဘယ်နှယောက်မှမသိအောင်ရောက်လာနေပါတယ်စာကာမိုတိုကတော့အခုလိုရန်သူဘယ်နှယောက်မှမသိခင်ဘာလို့လုပ်နေတာကတာမောင်လေးကျင်ထားဖို့ပဲလို့ပြောပါတယ် ဆာကာမိုတိုကတော့တမ်းမအောင်စပင်စီကတော့ဘာလို့လုံးနေမိမလဲလူလူကတော့ငါလေကျင်ကန်ကအရက်တောက်တာပဲဆိုပြီးအရက်တွေကြီးထိုင်တော့နေပါတော့ရယ်ဆိုင်ထဲကဝင်လာတဲ့ခြေသားတယောက်ကိုလူလူကမူးမူးနဲ့မပြောမဆိုပလင်းနဲ့ရိုက်ပစ်လိုက်ပါသေးရယ်ဒီမှာရပိုင်းကပြီးဆုံးတာပါရယ်လက်ဖြောက်တဲ့နေ့ပြည်မှာထူးချွန်လုံးနဲ့ခြေသားလူသက်သမားမရှိမှုသူ့ရငက်ကလေးကိုအစာကျွေးနေပါရယ်ခြေသားလူသက်သမားဆိုရင်မဲမကြသေးခင်ကမှအလုပ်ပြုတ်ခံနိုင်ရလို့မနှက်စာဖို့တော့မရှိပါဘူးဆာကာမိုတိုကိုတတ်ပြီးစူကြီးငွေထုတ်ပြီးရင်တော့အိမ်လဲဝယ်မယ်စူရှီလဲဝါစားမယ်လို့တွေးထားတာပါ ကျေးဇူးလူသံသမားတွေခဏခဏလာတာကြောင့်ဆာကာမိုတိုရဲ့ကုံစုံဆိုင်လေးလည်းပျက်စီးနေပါပြီ။ဆာကာမိုတိုကဆိုင်ကိုကျေးဇူးပြင်ဆင်မှုလိုနေပြီပြောရင်ပဲပြင်မိုးပဆန်အမရှိပါဘူး။ရှင်းကတော့မနက်ဖြန်တနက်ပြပြန်ဝင်မှနိုင်ရန်စဲတင်ရပြီလေလို့ပြောပါရယ်။အဲ့ချိန်ကျေးဇူးမှရှိမှုရောက်လာပြီဆာကာမိုတိုဘယ်သူလဲလို့လာမေးပါရယ်။ဆာကာမိုတိုကတော့ငါကဝန်ထမ်းပဲဆာကာမိုတိုဆိုတဲ့နာမည်နဲ့လူပေါင်း2000လောက်ရှိရလို့ပြောလိုက်ပါရယ်။မာရှီမိုကလည်းဒီလောက်လူတွေများတာငါဘယ်လိုလိုက်ရှာမလဲဆိုပြီးဆိုင်ထဲကနေစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်သွားပါပြီ။ ဆာကမိုတိုရိုကပြန်ခေါ်ပြီးမနက်စာအတွက်အသားပေါက်စီနည်းနည်းလက်ဆောင်ပေးလိုက်ပါ යි နောက်နေ့ကျတနက်ပြပြန်မယ်ဝင်ပြန်ကြပါ යි လူလူကမစော့ကျင်တော့ဆာကမိုတိုနဲ့ရှင်းနေရောက်ပဲပြန်ပါ යි မာရှီဘိုကဝင်ပြန်ခြင်းဝင်မဲ့တယောက်တည်းမို့ဝင်ပြန်လို့မရပါဘူးအဲ့ချိန်မှာဆာကမိုတိုရိုကိုအကူအညီတောင်းလို့ဆာကမိုတိုရိုဖွဲ့တယ်ပါဝင်ပြလိုက်ပါ යි ကျေးဇူးလူသံမှာဖွဲ့ဆိုတော့ဆက်ဆက်ချင်းမာရင်အပီချမ်းမာရောရယ်မာရှီဘိုကတော့ခဏလေးတွင်းမှာပဲတငယ်ချင်းနဲ့ရပြီဆိုပြီးပြောနေပါ යි အဲ့ချိန်လူလူကဒန်နိုင်လာယောက်ျားဆာကမိုတိုတာရိုဆိုပြီးမူမူနဲ့ရှောက်ော်တာမာရှီဘိုကဆာကမိုတိုမန်းတည်တော့ပါပြီ ဒါကြောင့်တိုက်ခိုက်ဖို့လုပ်ပါရောတယ်။သူရဲ့ငှက်ကိုတနက်ဆက်သွားယူခိုင်းလိုက်ပြီးတနက်အတုစားတနက်ဆက်နဲ့လဲပြီးတိုက်ခိုက်ပါတယ်။မာရှီမိုသုံးနဲ့ဂျီရီဟာသုံးကပြန်ကန်နဲ့ဂျီရီဖြစ်ပြီးဂျီလန်းချောင်းမှန်းရခတ်ပါတယ်။နောက်ဆုံးမှတော့ဆာကာမိုတိုကဂဲလုံးနဲ့ဂျီလာယာကိုပြစ်လိုက်ပြီးဂျီလန်းချောင်းတွဲလိုက်ပါတယ်။ဂျီကမာရှီမိုရဲ့တနက်စီပြန်ကန်ပြီးတနက်ပါပြက်စီးတော့ပါပြီ။နောက်ဆုံးမှတော့ဆာကာမိုတိုတို့ဖက်ဟာအနိုင်ရသွားခဲ့ပါပြီ။မာရှီမိုကတော့ငိုနေပါတယ်။ရှင်းလဲမင်းရဲ့စုဂျီလို့ပြောလိုက်တော့မာရှီမိုကစုဂျီငါ့ကိုခွဲပေးမှလားဆိုပြီးမျက်လုံးအောင်နေလက်တော့ပါတယ်။ ရှင်းကရန်90တန်အကျွေးစေးတစ်စစ်ပေးလိုက်ပြီးတန်တာကမင်းပြန်ကန်ကြီးနဲ့တမျိုးလုံးကိုဖျက်ဆီးထားတဲ့အတွက်ရော်ကျေးစုကြီးပြောလိုက်ပါတယ်ဒီမှာရပိုင်းချောက်အပြီးဆုံးတော့ပါတယ်